ရောရှိအားလုံးပဲမင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ Kurama Sarana Auto Series ရဲ့အကြမ်းဆုံးဘီးရင်တကောင်ပဲဖြစ်ပါတယ်။အမှန်တိုင်းပြောရမယ်ဆိုရင် Kurama ကအခြားအမီးကောင်ရှစ်ကောင်ပေါင်းစပ်တာတက်တောင်ပိုပြီး Janet Habis တကောင်ပဲဖြစ်ပါတယ်။ Tante ကတော့ Original Vien တကောင်ဖြစ်ပြီးဒီ Tante ကြီးကို Hagoromo ကရင်းနဲ့ Jan Release ကိုအသုံးပြုပြီးကိုပိုင်း Split ထားခဲ့တာပါ။ကူရာမအပါအဝင်အရန်ချန်တဲ့ဟေးဘီစွေကိုရှင်နိုဘီတိုင်းကထိန်းချုပ်အသုံးပြုနိုင်ဖို့စူးစမ်းခဲ့ကြပါတယ်။ ပုံမှန်အနေထားကိုထိန်းချုပ်တာတော့၎င်းဂျီဂျူရီကီအနေနဲ့ separate ပြီးထိန်းချုပ်လိုက်တာတော့၎င်းနီလန်မျိုးစုံနဲ့ထိန်းချုပ်ဖို့ကြိုးစားခဲ့ကြပါတယ်ဂျင်ဂျူရီကီဆိုရာကတော့ Heavy's Original Found နှစ်ခုဖြစ်တဲ့ Physical Found နဲ့ Spiritual Found နှစ်ခုကိုပြန်လဲခွဲခြားစိတ်ဖြာပြီးတစုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာတွားရောက်ပိတ်လောင်လိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီလိုမျိုးပိတ်လောင်လိုက်တာနဲ့အဲ့လူက Heavy's Sakura တွေကိုအသုံးပြုနိုင်သွားပါတယ်။ဒီနေ့ကတော့ Kurama ကိုထိန်းချုပ်အသုံးပြုနိုင်ခဲ့ကြတဲ့ Shinobi တွေကို ranking လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။ ရှီနိုဘီရီကိုရန်စီရဲ့သဘောမျိုးမဟုတ်ပဲခူရာမာနဲ့ပေါင်းဆက်ပြီးဘလောက်အထိကျန်းနိုင်ရန်နိုင်ခဲ့တာလဲဆိုတာကိုအတိအကသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့ထိန်းချုပ်သူကတော့လူတိုင်းနီပါကဂေါရက်ရှီနိုဘီလို့တင်စားကြတဲ့ဟာရှီရာမာပဲဖြစ်ပါတယ်။ဟာရှီရာမာကတော့မာဒရာနဲ့ဘတ်တယ်အတွင်းမှာတင်ပဲခူရာမာကိုခူရာမာရဲ့ original ဖြစ်တည်ရာဂေါဒရီရဲ့အစိတ်အပိုင်းတွေနဲ့ထိန်းချုပ်နိုင်ခဲ့တာပါ။ခရမာကိုထိန်းချုပ်ဖို့ဟာရှူရာမတ်တယောက်စန်ဂျူချာဂရာစေမုံနဲ့အတူတိတ်တာပုံစံတွေကိုပေါင်းစပ်အသုံးပြုခဲ့ရပါတယ် ဟာရှီရာမအနေနဲ့တည်သားပုံစံကိုအသုံးပြုပြီးကြီးမားတဲ့ရုပ်ထုကြီးတွေကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီရုပ်ထုကြီးတွေကပဲခူရာမရဲ့ချာကရာတွေကိုစွပ်ယူနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။တကယ်တမ်းကျတော့ဟာရှီရာမကခူရာမကိုထိန်းချုပ်ဖန်ဆီးခဲ့တဲ့ဆိုပေမဲ့စစ်ပွဲတွေမှာပြန်လည်ပြီးအသုံးမချခဲ့ပါဘူး။ဒီဘဲရဲ့ target ကလည်းငြိမ်းချမ်းရေးဖြစ်တာကြောင့် Thebes ကိုအသုံးချပြီးစစ်ပွဲကိုဖန်တီးဖို့သူကလည်းစိတ်မဝင်စားပါဘူး။ Kurama ကိုထိ ंछ ုံနိုင်ပေမဲ့အသုံးမပြုနိုင်ခဲ့တာကြောင့် Hashirama အနေနဲ့ Kurama ကိုဖန်ဆီးခဲ့တဲ့ UH ချက်က Land of Fire ကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ခရမရဲ့ဆွမ်းအားကအရန်ကြီးမာတာကြောင့်ရောဒီဘီယင်းကလန်ဖော့ဖိုင်ယာမှာတရှိနေတာကြောင့်အခြားတိုင်းပြည်ရေးစီကိုဟာရှူရာမာကမယောင်းချခဲ့ပါဘူးဟာရှူရာမာအနေနဲ့ခရမကိုခုနူဟာမှာပဲထိမ့်သိမ်းထားချင်တာကြောင့်ဂျိတ်ဘိတ်နီးတညာကိုတက်ကြွတဲ့မီထိုအူဆူမာကီကိုအကူအညီတောင်းခဲ့ပါတယ်မီထိုဆရာကဟာရှူရာမာရဲ့ဇနီးတဲ့ဖြစ်ပြီးအူဆူမာကီမျိုးနွယ်စုရဲ့အကြံဆုံးရှီနိုဘီရေတဲကတက်ရောက်လည်းဖြစ်ပါတယ်ဟာရှူရာမာကပထမစစ်ပွဲအတွင်းမှာတည်ဆုံသွားခဲ့တဲ့ဆိုပေမဲ့ခူနိုဝဘက်ကစစ်ပွဲမှာခူရာမာကိုလုံးဝလုံးဝထုတ်မသွင်းခဲ့ပါဘူး ပထမအကြိမ်စစ်ပွဲမှာတည်းထုတ်မသုံးခဲ့တာမျိုးမဟုတ်ပဲဒုတိယနဲ့တတိယစစ်ပွဲတွေမှာပါထုတ်မသုံးခဲ့တာပါမီနာထိုရဲ့မန်ကားမှာဆိုရင်ကြောက်တုံးရွာဘက်ကသူတို့ရဲ့၄မိနဲ့၅မိတို့ကိုထုတ်သုံးခဲ့ပေမဲ့ခုနောဘက်ကတော့၉မိရဲ့ဂျဂျူရီကီဖြစ်တဲ့ခူရှိနာကိုလုံးဝထုတ်မသုံးခဲ့ပါဘူးဒါပေမဲ့အဲ့ရချိန်တုန်းကဟီရူဇန်အုတ်ချုပ်တဲ့ခစ်ကိုရောက်ရှိနေပြီဖြစ်တာကြောင့်တန်ဆိုးနဲ့အခြားလူတွေရဲ့ပြည်အားကြောင့်ခူရှိနာကိုထုတ်သုံးဖို့ပြင်ဆင်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ခူရာမားကိုထုတ်မသုံးခဲ့တာဟာဟာရှီရာမားရဲ့ဆန္ဒကိုလေးစားတန်ဖိုးထားတဲ့သဘောမျိုးဖြစ်ပါတယ်။ ဟာရှူရာမအနေနဲ့ပထမဆုံးဂျင်ဂျူရီကီကိုဖန်တီးခဲ့ပြီးအဲဂျင်ဂျူရီကီကသူ့ရဲ့ဇနီးတဲ့ဖြစ်နေတာကြောင့်စစ်ပွဲမှာအတုံးမချခြင်းခဲ့တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့မီထိုမရှိတော့တဲ့အချိန်မှာတောင်ကူရှိနာကိုထုံမတုံးခဲ့တာကိုကြည့်မယ်ဆိုရင်ဟာရှူရာမရဲ့ယူရဲချက်ကိုအကုန်လုံးကလည်းနားလေသဘောပေါက်ကြမှာပါ။နံပါတ်6နေရာမှာရောက်ရှိနေခဲ့တဲ့ထိချုပ်သူကတော့မီထိုဥဇူမာကီပဲဖြစ်ပါတယ်။မီထိုကတော့ခူရာမရဲ့ပထမမြောက်ဂျင်ဂျူရီကီဖြစ်ခဲ့တာပါ။ မီထိုရဲ့အရှိမရှိခဲ့တဲ့ကူရာမရဲ့ဂျင်ဂျူရီကီကိုမတိခဲ့ရတာကြောင့်မီထိုကိုပထမဆုံးဂျင်ဂျူရီကီအဖြစ်ထပ်ထားလိုက်တာမျိုးဖြစ်ပါတယ်။ဟာကိုရိုမိုတီဆောက်ခဲ့တဲ့ထေးဘီးဆွေဆိုတာအရမ်းမျက်နှာတိုင်းကိုကာကွယ်ရမယ့်တာရဲကြီးတွေပဲဖြစ်ပါတယ်။ခါကူယာကိုပြန်လဲဖက်ဒီဖို့ခက်ခဲအောင်လဲတနည်းတပုံရည်ရွယ်ခဲ့သေးတာပေါ့။ဒါပေမဲ့ဟာကိုရိုမိုတေဆုံးပြီးသွားတဲ့နောက်မှာတော့ရွာစနစ်တွေပေါ်ပေါက်လာခဲ့ပြီးရွာတိုင်းရွာတိုင်းကတာရဲတွေကိုစစ်ပွဲတွေမှာအသုံးချလာခဲ့ကြပါတယ်။အချင်းချင်းပြန်လဲရှင်းလင်းဖို့ထေးဘီးဆွေကိုလက်နက်တပွဲအသုံးပြုလာခဲ့တာမျိုးပါ။ ကျွန်တော်တို့အနေနဲ့မီထိုရဲ့ Jeju Riki capacity ကိုမတွေ့ခဲ့ရတာကြောင့်နံပါတ်6နေရာမှာထထိုက်တာမျိုးဖြစ်ပါတယ်။ Chagra ရိုစိမ့်မှုကနေဖြစ်ပေါ်လာတဲ့မီထိုရဲ့ Jeju Riki version ကိုလည်းကျွန်တော်တို့မမြင်တွေ့ခဲ့ရပါဘူး။ကြည့်ရတာတော့မီထိုနဲ့ Hashira မတို့မှာကလေးမဖွာမြင်ခဲ့တာကြောင့် Chagra ရိုစိမ့်မှုကလည်းမဖြစ်ပေါ်ခဲ့တဲ့ပုံရပါတယ်။နောက်ပြီးတော့ Hashi ကမီထိုကိုတိုက်ပွဲမှာအသုံးမချခဲ့တာကြောင့် Kurama ရဲ့ Chagra ကိုလည်းအသုံးမပြုခဲ့ရတော့ပါဘူး။ ဒါတော့ဘာကြောင့်ဟာရှိရမရဲ့အထက်မှာတင်ထားရတာလဲဆိုတော့ဂျဂျူရဂီဆိုတာသေဘစ်ရဲ့ချာဂရာကိုထိန်းချုပ်အသုံးပြုနိုင်ဖို့အလွယ်ကူဆုံးလူသားတစ်ယောက်ဖြစ်နေတာကြောင့်ပါတေးဘစ်ကိုဘိုက်ထဲထည့်ပြီးသုံးနေတဲ့ကောင်နဲ့အပြင်မှာဒါလုတ်ဒါလုတ်လို့ကန်ကျင်စုသုံးမဟုတ်နီလန်တခုခုနဲ့ထိန်းချုပ်နေတဲ့ကောင်ဆိုရင်ဘိုက်ထဲကိုထည့်ပြီးသုံးနေတဲ့ကောင်ကပို့ပြီးတော့အသာစီရနိုင်ပါတယ်။ဘာလို့ဆိုမာဂျရာနဲ့အိုဘီထရိုနေယောစလုံးက၄ချိန်မြောက်ရှင်လို့ပြီးစစ်ပွဲအတွင်းမှာထန်းချေးကိုဘိုက်ထဲမှာမထည့်သေးပဲအပြင်မှာထိန်းချုပ်အသုံးပြုခဲ့ချပူပါတယ်။ ထန်ထေးဖြစ်နေတာကြောင့်သူ့ဟာနဲ့သူတော့ imperfect ဖြစ်ခဲ့တယ်ဆိုပေမဲ့ထန်ထေးရဲ့ jujurity version တွေကပို့ပြီးတော့ကျန်တာကိုလူတိုင်းလည်းလက်ခံကြမှာပါရိုးရိုးထိန်းချုပ်တာက limitation တခုရှိပြီးအချိန်ကြာကြာမထိန်းချုပ်နိုင်ပါဘူးဒါကြောင့် byte ထဲကိုထည့်ပြီးအကြာကြီးထိန်းချုပ်ဖို့ matter ကဆုံးဖြတ်ခဲ့တာမျိုးဖြစ်ပါတယ်မီထိုကတော့ kurama ကိုထိန်းချုပ်ခြင်းလည်းမရှိခဲ့တယ်လို့အတုံးပြုတ်ခြင်းလည်းလုံးဝမရှိခဲ့တဲ့ jujurity တယောက်ဖြစ်ခဲ့တာပါနမ5နေရာမှာရောက်ရှိနေခဲ့တဲ့ထိန်းချုပ်သူကတော့ခူရှိနာဖြစ်ပြီးခူရာမရဲ့ဒုတိယမြောက် security တယောက်လည်းဖြစ်ပါတယ် ခူရှိနာကလည်းမီထိုလိုပါပဲသူ့ရဲ့ capacity တွေကိုစစ်ပွဲမှာအသုံးမပြုခဲ့ရပါဘူး။သူမရဲ့အဓိကတာဝန်ကခူရာမာကိုတည်တည်ချာချာထိန်းသိမ်းထားဖို့ပါပဲ။မီနာထိုရဲ့မန်ကာထဲမှာတော့ခူရှိနာနဲ့ခူရာမာတို့ရဲ့ဆက်ဆံရေးကိုတည်တည်ချာချာလေးမြင်တွေ့ခဲ့ရပြီးခူရှိနာရဲ့စိတ်ပိုင်းဆိုင်ရာကိုခူရာမာက နေတိုင်းနေတိုင်းနှိပ်စက်နေတာမျိုးကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ခူရှိနာရဲ့စီလင်းကျဆုကလည်းမြင်ရတဲ့အတိုင်း gravity တစ်ခုနဲ့အတမတိုင်းချင်းဆွေကိုအသုံးပြုပြီးထိ ंछ ုပ်ထားတာဖြစ်လို့တော်တော်လေးကိုအားနည်းမှုရှိပါတယ်။ ခူရှိနာရဲ့ဘေးမှာအမြဲလိုလိုအန်ဘူးနှစ်ယောက်ကိုအဆောင်အနေနဲ့ထားရှိပြီးတတ်မဲ့ area ကနေလည်းအပြင်ကိုထွက်လို့မရပါဘူး။ဒါပေမဲ့နာအူထိုကိုတော့ဒီလိုကန့်သက်ချက်တွေဘာကြောင့်မလုပ်ခဲ့တာလဲဆိုတာကိုတော့သိပြီးတော့နားမလည်နိုင်ပါဘူး။နာအူထိုမှာကခူရာမရှိနေတယ်ဆိုပေမဲ့ဟိုကာကယ်တာဝင်တွေကိုကင်တွယ်နေရတာကဟီရူဆန်ပဲဖြစ်ပါတယ်။ဟီရူဇာကိုရိုင်းကလည်းမီနာထိုရဲ့စီလင်းတစုကိုယုံကြည်မှုရှိတာကြောင့်နာအူထိုကိုလွတ်လွတ်လပ်လပ်သွားလာခွင့်ပြုထားတာမျိုးဖြစ်နိုင်ပါတယ်။ခူရှိနာရဲ့ပထမမြောက်စီလင်းတစုကမခိုင်ခံတာကြောင့်မီနာထိုက8 Trigran စီလင်းတစုကို upgrade မြင့်တင်ပေးခဲ့တာဖြစ်ပါတယ်။ စီလင်ကျဆုမတူတော့တာကြောင့်ပဲနာအိုထိုနဲ့ခူရှိနာတို့ရဲ့ဒုက္ခတွေကကွဲပြားသွားတာမျိုးဖြစ်နိုင်ပါတယ်။ဘာလို့ဆိုနာအိုထိုကခူရာမာနဲ့ပတ်သက်တဲ့အိမ်မက်ဆိုးတွေကိုမမက်ခဲ့ပေမဲ့ခူရှိနာမဖြစ်ခဲ့ဘူးတဲ့ချာကရာရိုစိတ်မှုကိုတော့ဖြစ်ပေါ်ခဲ့ပါတယ်။ဒီအချင်းအရာကိုတော့ခူရှိမိုတိုကနာအိုထိုရဲ့ထရမာတွေကြောင့်ချာကရာရိုစိတ်မှုကဖြစ်ပေါ်လာတယ်လို့ရှင်းသားထားခဲ့ပါတယ်။စီလင်ကျဆုနှစ်ခုစလုံးရဲ့တူညီတဲ့အချင်းအရာကတော့နာအိုထိုကရောခူရှိနာကပါခူရာမာရှိနေတဲ့ဒမက်ရှင်တဲကိုသွားရောက်နိုင်ကြပါတယ်။ ဒမန်ရှင်ကတော့အစစ်မြစ်တင်ထားတဲ့နာအူတိုဘက်မှာတော့ဂရာမာကိုလုံလုံရာရာပိတ်လောင်ထားနိုင်တာကိုတွေ့ရပါတယ်။ခူရှိနာဘက်မှာတော့မြင်ရတဲ့အတိုင်းဝင်ရောက်ရတာလည်းမလွဲကူသလိုအခက်မသိရင်ဂရာမာရဲ့တက်ခိုင်မှုကြောင့်အသက်ပါသေးဆုံးသွားနိုင်ပါတယ်။နာအူတိုကတော့ဂရာမာကိုလည်းလည်းကူကူဝင်ရောက်တွေ့ဆုံနိုင်ခဲ့ပြီးတော့ဂရာမာရဲ့ chakra တွေကိုလည်းလည်းကူကူအတုံးပြနိုင်ခဲ့ပါတယ်။မီနာထိုရဲ့မန်ကမှာတော့ခူရှိနာစီကနေခိုးမီရဲ့ chakra တွေကယိုစိမ့်လာခဲ့ပြီးဂျင်ဂျူရီဂီဖောင်ကိုပြောင်းလဲသွားခဲ့ပါတယ်။တမီးဖောင်မှာတော့မီနာထိုကိုလွင်ထွက်သွားအောင်အထီအမီနဲ့ရှိုင်းနိုင်ခဲ့ပါတယ်။ ခုနှစ်မိဖောင်မှာတော့ကုရှိနာကမီနာထိုရဲ့ဘိုက်ကိုထိုးဖောက်ပစ်ခဲ့ပါတယ်။တကယ်တမ်းကုရှိနာကမီနာထိုကိုတိုက်ခိုက်ခဲ့တာမျိုးမဟုတ်ပဲကူရမာကမီနာထိုကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကုရှိနာနဲ့မီနာထိုတို့နှစ်ယောက်အတူတူပူးပေါင်းပြီးကူရမာကိုပြန်လည်တိုက်ခိုက်ခဲ့ကြရပါတယ်။ဘရာသာတို့အနေနဲ့မီနာထိုဝမ်ရှော့မန်ကာကိုမဖက်ဖဲနဲ့နားလဲခြင်းရင်ဒီဗီဒီယိုကိုသွားရှာပြီးတော့ကြည့်နိုင်ပါတယ်။မီနာထိုကတော့သူတက်မြောက်ထားတဲ့ရာစင်ကန်နဲ့ကူရမာရဲ့ Thebes ball ကိုတိုက်ခိုက်ခဲ့တာမျိုးဖြစ်ပြီးကုရှိနာကတော့ကူရမာကိုသူ့ရဲ့အဒမတိုင်ချင်းဆွေနဲ့ထိန်းချုပ်ပေးခဲ့တာမျိုးဖြစ်ပါတယ်။ ခူရှိနာရဲ့ bright time ကခူရာမားကိုထိန်းချုပ်ခဲ့တဲ့နေရာလို့တောင်သတ်မှတ်နိုင်ပါတယ်။သူချေရတဲ့မီနာထိုနဲ့အတူတူအလုံးကိုဆက်လက်မထိခိုက်စေချင်တော့တာကြောင့်ခူရာမားရဲ့ dimension မှာခူရာမားကိုရအောင်ထိန်းချုပ်ခဲ့တာမျိုးဖြစ်ပါတယ်။ခရမာကိုသာလက်လျှော့လိုက်မယ်ဆိုရင်အဲ့ဒီအချိန်မှာကုရှိနာရဲ့အတက်ကလည်းတေဆုံးသွားနိုင်တယ်လို့မီနာထိုရဲ့အတက်ကိုလည်းဆုံးရှုံးရနိုင်ချေရှိပါတယ်။ဘာလို့ဆိုနာဟုထိုနဲ့အိုရိုချီမာရုရဲ့ဘက်ထဲကိုကြည့်မယ်ဆိုရင်နာဟုထိုရဲ့ဂျီဂျူရီကီဗာရှင်ကိုအိုရိုချီမာရုတယောက်လုံးဝမရှင်နိုင်ခဲ့ပါဘူး။ နောက်ထူကိုလည်းရာမာထူကိုရိုင်းကပြန်လဲထိချုပ်ခဲ့လို့သာအခုအချိန်ထိအသက်ရှင်တန်သွားခဲ့တာမျိုးဖြစ်ပါတယ်။ကိုမီရဲ့ဂျင်ဂျူရီကီဗာရှင်ကနောက်ထူလို့မဟုတ်ပဲတော်တော်လေးစမတ်ဖြစ်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။နောက်ပြီးတော့ဂျင်ဂျူရီကီဖောင်နဲ့ထီးတွင်းမိခဲ့တဲ့ဆာကူရာရဲ့အရေပြားကလည်းကုသလို့မရတော့တဲ့အထိလောင်ကျွမ်းပျက်စီးသွားခဲ့တာမျိုးဖြစ်ပါတယ်။ခူရှီနာကကူရာမာကိုပြန်လဲတိုက်ခိုက်ခဲ့တယ်ဆိုတာကလည်းသူ့ရဲ့ကိုပိုင်ချာကရာနဲ့ဖြစ်ပြီးကူရာမာရဲ့ချာကရာကိုအတုံးမပြုတ်ခဲ့ပါဘူး။ ခူရှိနာတယောက်ခူရာမရဲ့ထိန်းချုပ်ခြင်းကိုခံလိုက်ရတဲ့အချိန်ကလည်းခူရာမကခူရှိနာရဲ့ချာဂရာနဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်အသုံးပြုသွားတာကြောင့်နံပါတ်5နေရာမှာပဲထားထားလိုက်ပါတယ်။နံပါတ်4နေရာမှာရောက်ရှိနေကြတဲ့ထိန်းချုပ်သူနှစ်ယောက်ကတော့ကင်ကာကူနဲ့ကင်ကာကူတို့ပဲဖြစ်ပါတယ်။ဒီဘဲနှစ်ယောက်ကတယောက်ထဲလို့တောင်တတ်မှတ်လို့ရတာကြောင့်နှစ်ယောက်စလုံးကိုအစင်တစ်ခုထဲမှာပဲတတ်မှတ်ထားလိုက်တာဖြစ်ပါတယ်။ဒီလူနှစ်ယောက်ကထူးဆန်းစွာနဲ့ပဲခူရာမရဲ့ဂျင်ဂျူရီကီတွေလည်းမဖြစ်ခဲ့ကြသလိုခူရာမကိုလည်းမထိန်းချုပ်နိုင်ခဲ့ကြပါဘူး။ ။တမိုင်းချောင်းကိုပြန်ဆက်ကြည့်ရမယ်ဆိုရင်ပထမမြောက်ရှင်တို့ပြီးစစ်ပွဲကြီးမစားတည်ခင်မှာ Hidden Cloud ဘက်ကအင်အားစုဆောင်တဲ့အနေနဲ့ Kurama ကိုဖမ်းဆီးဖို့ King Kaku နဲ့ King Kaku တို့ကိုထုတ်တုံခဲ့ပါတယ်။ဒီဘဲနဲ့ပွေကကူရာမားနဲ့ရင်ဆိုင်တဲ့နေရာမှာစီပေါ်စစ်ပရဝက်ဖွန်တွေကိုအတုံးပြခဲ့တဲ့ဆိုပေမဲ့လုံးဝအဆင်မပြေခဲ့ပါဘူး။ဒါကြောင့်နောက်ဆုံးမှာကူရာမားရဲ့အစိမ့်လိုက်ဝါမျိုးချင်းကိုခံလိုက်ကြရပါတယ်။ဒါပေမဲ့ဒီညီကိုနှစ်ယောက်ကကူရာမားရဲ့ဘိုက်ထဲမှာကူရာမားရဲ့အသားတွေကိုအစိမ့်လိုက်စားသွင်းပြီးခုနှစ်ရက်အတိတ်အသက်ရှင်တန်ခဲ့ကြပါတယ်။ ခရမယတာရိဆိုတာကလည်းထန်းထီးရဲ့ chakrari ကတားချောင်းစာသုံးပြီးတဲ့ကင်ကာကူနဲ့ကင်ကာကူတို့ကချင်ချူရီဂီရီဖြစ်တဲ့စိတ်တစ်ပိုင်းပြောင်းလဲသွားခဲ့ကြပါတယ်။ခရမယ chakra ကိုစာသုံးထားမယ်ဆိုရင် theory ရဲ့ရချင်ချူရီဂီအနေနဲ့အမီး16ဖောင်အထိအတုပြုနိုင်စွမ်းရှိပါတယ်။တန်နာရီအကုန်လုံးကတော့ pure ချင်ချူရီဂီတွေရရှိပိုင်ဆိုင်ကြတဲ့ ability တွေအကုန်လုံးကိုတစ်စိတ်တစ်ပိုင်းချင်ချူရီဂီတွေကလည်းရရှိပိုင်ဆိုင်နိုင်ကြပါတယ်။ဒီညီကိုနီယောစလုံးကဟာဂူရိုမိုရဲ့မျိုးဆက်တွေဖြစ်တာကြောင့်ဟာဂူရိုမိုခြံလှက်သွားခဲ့တဲ့စစ်ဝက်ပွန်တွေကိုကောက်ကောက်မုံမုံအတုပြုနိုင်ခဲ့တာဖြစ်ပါတယ် ကင်ကာဂူရိုကပထမမြောက်ရိုင်းခခဲရဲ့လက်ရုံးတော်တွေဖြစ်ကြပြီး AKA ခါတုံးကတိမ်ဖုံးစွာရဲ့အင်အားအကြီးဆုံးရှီနိုဘီတွေလည်းထိခဲ့ကြပါတယ်။ဒီလိုလူနှစ်ယောက်ကခူရမရဲ့ chakra ကိုစာတုပ်ပြီးဂျီဂျူရီကီဖောင်ကိုအတုပြုနိုင်ခဲ့တဲ့ဆိုကတဲ့ကဘလောက်အထိ powerful ဖြစ်ကြမလဲဆိုတာကိုဘရာသားတို့လည်းခံမှန်းမိကြပါပါ။ဒီဘဲနဘွေကတေးရကနေပြန်ရှင်လာတဲ့ Edo version မှာတော့ဂျီဂျူရီကီ version ကိုအတုပြုနိုင်ခဲ့ကြပြီးတော့အစိုးမဲ့ chakra အစိုးမဲ့ regenerate စွမ်းအားတွေကိုပါရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒါကြောင့်ကင်ကာဂူနဲ့ကင်ကာဂူတို့ရဲ့ Aero version ကရှင်မီရဲ့ဂျင်ဂျူရီကီတွေထက်တောင်ပိုပြီးတော့ကျန်နေခဲ့ပါတယ်။ရှင်မီရဲ့ဂျင်ဂျူရီကီဆိုတာခေလာဘီနဲ့ Blue Bee တို့ကိုပြောတာမျိုးဖြစ်ပြီး Blue Bee ကတော့ filler character တစ်ခုဖြစ်တာကြောင့်တိတ်တော့အရေးမကြီးပါဘူး။ဂျင်ဂျူရီကီနဲ့သေးဘီဆိုတာအဆုံးမဲ့ချီနောက်ချင်းကိုကိုစားပြုပြီးဂျင်ဂျူရီကီကတည်ဆုံသွားမယ်ဆိုရင်သေးဘီကလည်းပျောက်ဆုံးသွားမှာမျိုးဖြစ်ပါတယ်။ထိုနည်းတူစွာသေးဘီကိုဆွဲနှုတ်ခံလိုက်ရမယ်ဆိုပြန်ရင်လည်းဂျင်ဂျူရီကီကတည်ဆုံသွားမှာမျိုးဖြစ်ပါတယ်။ဂါရာကတော့ဖွာချီယိုရဲ့ Life Force အခြေချောင်းအသက်ဆက်ပြီးရှင်နေခဲ့တာမျိုးဖြစ်ပါတယ်။ ဂါရာရဲ့ theory မှာဆိုရင်ဂါရာက jujuriki ဖြစ်ခဲ့မှုဒါကြောင့်ရှုခါခုအသုံးပြုနိုင်တဲ့ capacity တွေကိုဆက်လက်အသုံးပြုနေနိုင်ပါတယ်။ဘာလို့ဆိုလဲချိန်တော်ရှင်တို့ပြစ်ပေါ်အတွင်းမှာဂါရာနဲ့သူ့ရဲ့ဖခင်ရာစာတို့တိုက်ခိုက်ခဲ့ကြပြီးရာစာရဲ့ error version ကိုဂါရာကရှုခါခုမရှိဘဲနဲ့တောင်အေးအေးဆေးဆေးထိန်းထားနိုင်ခဲ့ပါတယ်။ဒါကြောင့်ရာစာကိုယ်တိုင်ကဂါရာရဲ့ခန္ဓာကိုယ်ထဲမှာရှုခါခုရဲ့ chakra တွေကျင်းရှိနေသေးတယ်လို့သတ်မှတ်ထားခဲ့တာမျိုးဖြစ်ပါတယ်။ဂါရာရဲ့မိခင်ကလည်းဂါရာစီမှာသူ့ရဲ့စိတ်ဝိညာဉ်ကိုချိန်ပိတ်ထားခဲ့တာကြောင့် သူမိခင်ရဲ့တေဂေတာတစ်ခုဖြစ်တဲ့ဒဲရီကဂါရာကိုအလိုလျောက်ကာကွယ်ပေးနေခဲ့တာဖြစ်ပါတယ်။အိုဘီထိုမှာလည်းဂါရာနဲ့တူညီတဲ့အခြေအနေတရရှိခဲ့ပြီးထန်ထေးကိုဆွဲနှုတ်ခံလိုက်ရတာတောင်ဂူရိုဒါမာတွေကိုဆက်လက်အသုံးပြုနေနိုင်စေဖြစ်ပါတယ်။ထန်ထေးရဲ့ချာဂရာရေကြောင့်အိုဘီထိုတယောက်ခခရှိကိုဂျူရမန်ကဲခီယိုရှာရင်းကန်ကိုလွှဲပြောင်းပေးနိုင်ခဲ့တယ်လို့လည်းတချို့လူတွေကယူဆခဲ့ကြပါတယ်။ဒီအချက်ကိုကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာ Thebis Sagra အနည်းငယ်ရှိနေသေးတယ်ဆိုရင်တောင်မှ Thebis Availability တွေကိုအသုံးပြုနိုင်တယ်ဆိုတာကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်ပါတယ်။ ဒီရဲ့ချက်တွေကြောင့်ပဲကင်ကာကူနဲ့ကင်ကာကူရိုနီယောစလိုကာဂျင်ဂျူရီကီတွေမဟုတ်တာတောင်ကူရာမရဲ့ချာဂရာတွေကိုအသုံးပြနေနိုင်တာမျိုးဖြစ်ပါတယ်။ကင်ကာကူနဲ့ကင်ကာကူရိုညီကိုနီယောစလိုကာဂျင်ဂျူရီကီ version ကို version 2အထိအသုံးပြနိုင်ခဲ့ကြပြီးကင်ကာကူဆိုရင်ဂျင်ဂျူရီကီ version မှာတောင်လူစကားပြောနိုင်စွမ်းရှိပါတယ်။နောက်ထိုးရဲ့ဂျင်ဂျူရီကီ version 2ကိုကြည့်မယ်ဆိုရင်စကားလည်းမပြောနိုင်သလိုတော်တော်လေးလည်းအရင်းဆန်တာကိုသတိထားမိကြမှာပါ။ပြောရင်တော့မယုံနိုင်ပေမဲ့နောက်ထိုးရဲ့အိုရိုချီမာရူကိုတိုက်ခိုက်ခဲ့တဲ့ဂျင်ဂျူရီကီ version ထက် ကင်ကာကူနဲ့ကင်ကာကူရဲ့ဂျူရီကီ version တွေကပို့ပြီးတော့ကြံပါတယ်။ဘာလို့ဆိုကင်ကာကူနဲ့ကင်ကာကူကသူတို့ရဲ့စွမ်းအားတွေကိုအထူးတကွာပေါင်းဆက်နိုင်ကြတာကြောင့်ပါ။ version တစ်ခုစီကတော့အရန်တန်မာနေတဲ့ကိစ္စမှာဒီ version တစ်ခုကိုပေါင်းဆက်လိုက်တဲ့ version ကြီးကတာမန်လူတယောက်သာဆိုရင်ထိချုပ်ဖြေရှင်းနိုင်ဖို့အရန်ခက်ခဲပါတယ်။ Inoshika Chu Found နဲ့ဒီပေါင်းဆက် version ကြီးကိုရင်ဆိုင်ခဲ့ကြပြီးတော့ Shikamaru ရဲ့ smart ဖြစ်မှုကြောင့်ကောင်းကောင်းမွန်မွန်ထိချုပ်ထားနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ ဒါအပြင်ကိကာကူတို့မှာ OB အရန်ဖြစ်တဲ့ Safe for Super လက်နက်ကြီးတွေလည်းကျန်ရှိနေပါသေးတယ်။ဒီလိုအချက်တွေကြောင့်ကိကာကူတို့ကိုတမန်ရောကြနီလန်အတိုင်းချိန်မပိတ်နိုင်ခဲ့ပါဘူး။ဒါကြောင့်၅ခုမြောက်ဆေးလက်နက်တမျိုးဖြစ်တဲ့ OG တလုံးနဲ့မှာချိန်ပိတ် တားဆီးခဲ့ရတာဖြစ်ပါတယ်။ Solo နိုင်တဲ့တဘောအရာကျွန်တော်တို့အနေနဲ့ကိကာကူနဲ့ကိကာကူတို့ရဲ့ Power Set Ability တွေကအရန်ကျန်းနေတာကိုတွေ့ရှိရပေမဲ့လေဖြူအားဂျီဂျီရီကီတွေမဟုတ်တာကြောင့် Number 4နေရာမှာထပ်လိုက်တာမျိုးဖြစ်ပါတယ်။ ဖြူဟာစင်ဂျူရီဂီရီမဟုတ်ခဲ့ကြပါမယ်ဖြူဟာစင်ဂျူရီဂီရီထက်တာပိုပြီးတော့ကျန်းတာကြောင့်နံပါတ်4နေရာကိုအရာယူထားနိုင်ကြတယ်လို့လည်းဆိုနိုင်ပါတယ်ဖတ်တခုအရာကင်ခါဂရိုညီကိုနှစ်ယောက်ကထိုဘီရာမာရဲ့အသက်ကိုတောင်းနှုတ်ယူနိုင်ခဲ့ကြပါတယ်နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ထင်းချုပ်သူကတော့အိုဘီထိုပဲဖြစ်ပါတယ်အိုဘီထိုတယောက်ဂရာမာကိုထင်းချုပ်ခဲ့တဲ့အချိန်ကအရန်ကြီးတော့မကြမြင်ခဲ့ပါဘူးအိုဘီတိုကကုရှိနာမီဖွားတဲ့အချိန်မှာပေါ်တော်မူလာခဲ့ပြီးနာအုထုကိုအတုံးချကကိုမီကိုဆွဲထုတ်နိုင်ခဲ့တာမျိုးဖြစ်ပါတယ် ခူရှိနာကလည်းဂါရာနာအိုထိုနဲ့အိုဘီထိုတို့လိုမျိုးအမိကောက်ကိုဆုံးရှုံးလိုက်ရပင်မဲ့အသက်မသေးဆုံးခဲ့တဲ့ခရိုက်တာတစ်ခုဖြစ်ခဲ့တာပါ။အိုဘီထိုကခူရှိနာစီကကိုမီကိုဆွဲထုတ်ပြီးတာနဲ့တပြိုင်တည်းကန်ဂျဆုနဲ့ထိချုပ်ကခူနိုဟာကိုစတင်တိုက်ခတ်ခဲ့ပါတယ်။ခူရာမာကခူနိုဟာကိုတိုက်ခတ်ခဲ့ပင်မဲ့အိုဘီထိုကတော့မီနာထိုကိုသာတိုက်ခတ်ခဲ့ပါတယ်။အိုဘီထိုရဲ့ဗျူဟာကတော်တော်လေးကောင်းမွန်ခဲ့ပြီးအော်ထိုပိုင်လော့တက်ဆင်ထားတဲ့ခူရာမာကြီးကခူနိုဟာကိုဖျက်ဆီးနိုင်မဲ့အခြေအနေအထိကိုရောက်ရှိခဲ့ပါတယ်။ အကယ်၍အဲ့နေရာမှာ OB ထိုကတာမီနာထိုကိုအနားယူနိုင်ခဲ့မယ်ဆိုရင်ခုနှစ်ဘဝရဲ့အင်အားကလည်းတော်တော်ကြီးကိုရိုးရှော့သွားနိုင်ပါတယ်။ဒါပေမဲ့လည်းမီနာထိုရဲ့ဆန်က OB ထိုရဲ့ခံမှုရထတောင်ပိုကောင်းနေတာကတခြား Flying ရဲ့တန်တာကောလိုမျိုး Teleportation ကျစုကိုအသုံးပြုနေနိုင်တာတွေကြောင့်ပါ။မီနာထိုက OB ထိုရဲ့ဇက်စုနဲ့ပေါင်းဆက်ထားတဲ့လက်တဖက်ကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။အခြေအနေသိပ်ပြီးမဟန်တော့တဲ့ OB ထိုကလည်းသူထိန်းချုပ်ထားနိုင်တဲ့ခရမရဲ့ Bijutama ကိုအသုံးပြုပြီးမီနာထိုကိုဆက်လက်တိုက်ခတ်ခဲ့ပါတယ်။ မီနာထိုနဲ့ခူနူဟာကိုယူရလိုက်တဲ့ဘီဂျူတာမာတခုဖြစ်တာကြောင့်မီနာထိုကသူတီထွင်ထားတဲ့ဂိုင်းတင်တန်တာကိုအသုံးပြုပြီးတော့နေရာပြောင်းရွှေ့ခဲ့ရပါတယ်။ဟီရူဆန်ကလည်းအသက်ကြီးပေမဲ့မပြည့်စည်သေးတာကြောင့်မြောက်ပြင်အမ်းမာကိုဆင်ခေါ်ပြီးခူရာမာကိုရွာအပြင်ထိမောင်းထုတ်နိုင်ခဲ့ပါတယ်။ဒီဘတ်တန်ဟာကျွန်တော်တို့နာအူဒူစီးရီးကိုစကြည့်တဲ့အချိန်မှာမြင်တွေ့နေရတဲ့ဘတ်တန်တစ်ခုဆိုရင်လည်းမမှားပါဘူး။အိုဘီတိုကကူရာမာကိုဆင့်ခေါ်ပြီးတရွာလုံးကိုဖျက်ဆီးခဲ့ပေမဲ့တရွာလုံးကတော့အပြစ်မရှိတဲ့ဂျင်ဂျူရီကီနာအုတို့ကိုသာဝိုင်းပြီးတော့မုန်တီးခဲ့ကြပါတယ်။ ။ဘာလို့ဆိုကျူးကျော်တဲ့လူကိုမြင်တွေ့ခဲ့ရတဲ့လူတိုင်းကအသက်သေးဆုံးသွားကြတာကြောင့်ပါ။ဘာပဲဖြစ်ဖြစ်အိုဘီတိုတရားခူရာမားကိုအပြေဝါထိန်းချုပ်ပြီးဂိုနိုဟာရဲ့အင်အားကိုတော်တော်လေးရှင်းချထားနိုင်ခဲ့ပါတယ်။ခူရာမားကိုထိန်းချုပ်နိုင်ခဲ့တဲ့ဟာရှူရာမားကခူရာမားကိုလက်နက်တစ်ခုလို အသုံးမပြုခဲ့သလိုမီထိုနဲ့ခူရှိနာတို့ကလည်းမာဂျရာရဲ့ချာကရာတွေကိုအနှဲငယ်သာအသုံးပြုသွားခဲ့ကြပါတယ်။ခူရာမားရဲ့အသားကိုနည်းနည်းပဲစားထားတဲ့ကင်ခါဂူရိုညီကိုနေရောရှာရင်းခံကိုပိုင်ဆိုင်ထားတဲ့အိုဘီထိုတို့ကတော့ခူရာမရဲ့ချာကရာကိုအပြည့်အဝအသုံးပြုသွားခဲ့ကြတာကိုတွေ့ခဲ့ရပါတယ် နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ထိန်းချုပ်သူကတော့မာဂျရာဖြစ်ပြီးရှီနိုဘီယူနီဗာစီအကြံဆုံးရှီနိုဘီတယောက်လည်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းမာဂျရာကသူ့ရဲ့ရှာရင်းဂန်နဲ့ခူရာမာကိုတရားရာဂိုင်နှုတ်ထိန်းချုပ်ပြီးဂေါ်ရရှီနိုဘီလိုတင်စားထားတဲ့ဟာရှူရာမာနဲ့ရင်ဆိုင်တိုက်ခတ်ခဲ့တာမျိုးဖြစ်ပါတယ်။ဒီနေရာမှာဝီထိုကလည်းသူ့ရဲ့ရှာရင်းဂန်နဲ့ထိန်းချုပ်ခဲ့တာဖြစ်သလိုမာဂျရာကလည်းသူ့ရဲ့ရှာရင်းဂန်နဲ့ပဲထိန်းချုပ်နိုင်ခဲ့တာပါ။ရှာရင်းဂန်နဲ့ထိန်းချုပ်တာချင်းအတူတူပဲဆိုရင်တောင်မှဘာကြောင့်မာဂျရာကိုနံပါတ်1နေရာပေးထားရတာလဲဆိုတော့မာဂျရာကအိုဘီထိုမလုံနိုင်ခဲ့တဲ့အရာတွေကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ မာဂျရာကနာအူထိုလိုမျိုးခရမားနဲ့တငယ်ချင်းမဖြစ်ခဲ့တာတောင်မှနာအူထိုနီးပါးလောက်ခရမားကိုထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဥပမာပေးရမယ်ဆိုရင်ခရမားကိုမာဂျရာကအယုတ်တယုတ်လိုမျိုးကိုထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့အကြိုက်ဆုံးစင်ကတော့ခရမားကဟာရှူရာမားရဲ့တသားခေါ်လန်ကြီးကိုဖျက်ဆီးဖို့ဘီဂျူတာမားနဲ့တိုက်ခတ်ခဲ့ပေမယ်။တသားခေါ်လန်ကြီးကဘီဂျူတာမားကိုဖမ်းပြီးခရမားကိုပြန်လဲတိုက်ခတ်ခဲ့ပါတယ်။ဒီအချိန်မှာမာဂျရာဘက်ကခရမားကိုကာကွယ်ဖို့စူဇန်တို့ရဲ့တစိမ့်တစ်ပိုင်းကိုထုတ်သွင်းခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကိုဖြေရှင်းပြီးသားဖြစ်အောင်မာဂျရာကနောက်ပိုင်းမှာကူရာမာနဲ့ဆူဆာနိုကိုပေါင်းဆက်ပြီး Majestic ဆူဆာနိုကိုထုတ်သုံးခဲ့ပါတယ်မာဂျရာရဲ့ Majestic Susanoo ဆိုတာကနာဟူတိုစီးရီးရဲ့အကြမ်းဆုံးနဲ့အလန်းဆုံးဖန်တီးမှုတစ်ခုလည်းဖြစ်ပါတယ်။ခရမာရဲ့ဘီဂျူတာမာကလည်း Susanoo နဲ့ပေါင်းဆက်ထားတာကြောင့် damage ပို့ပြီးတော့များလာခဲ့ပါတယ်။ဒါအပြင်မီးတွေကလည်း Susanoo တွေနဲ့ပေါင်းဆက်ထားတာကြောင့်ဓာတ်သွားတွေသပွဲဖြစ်နေခဲ့ပြီး Hashirama ရဲ့တပ်သားတွေကိုဖျက်တောက်နိုင်ခဲ့ပါတယ်။ စစန်းတို့ဆိုတာကျွန်တော်ရဲ့အရှိက content တွေမှာရှင်းပြခဲ့တယ်လို့အရန်မာတဲ့ defense item တစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုး defense တစ်ခုကအဖြတ်ဆွမ်းအရန်ပြင်းထန်တဲ့ Kurama နဲ့ပေါင်းဆက်ထားတာမျိုးဖြစ်တာကြောင့်တော်တော်လေးကိုပြည့်စုံကောင်းမွန်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ Madara ရဲ့စစန်းတို့ကြီးကတောင်တောင်တလုံးကိုအစိမ့်စိမ့်အပေါ်မှာဖြစ်အောင်ပိုင်းဖြတ်နိုင်ခဲ့တာကြောင့်ပါ။ Hashirama ဘက်ကလည်း Godri ရဲ့အစိမ့်အပိုင်းကိုလုံးကိုအသုံးပြုပြီးလက်တထောင်ပဝင်တဲ့ဗုဒ္ဓယောဂီကိုဖန်တီးပြီး Madara ရဲ့ Majesty စစန်းတို့ကိုဖျက်ဆီးခဲ့ရပါတယ်။ ဒီစင်းကအနမဲမှာတိတ်ပြီးမတိတာပင်ပဲမန်ကမာရောဟာရှူရာမကိုမာဇရာရဲ့ Majestic Susanology ကဘီဂျူတာမပေါင်းအလုံးတရာလောက်နဲ့ကိုတိုက်ခိုက်ခဲ့တာမျိုးပါဒီလိုတိုက်ခိုက်မှုမျိုးကိုဟာရှူရာမအနေနဲ့လက်ထောက်ကြီးကိုပြန်လဲအသုံးပြုပြီးတက်ဖက်သွားတာဖြစ်ပါတယ်ဟာရှူရာမအသုံးပြုနေတဲ့တက်သားတွေက Godtree ကနေဖြစ်ပေါ်လာတာကြောင့် Godtree ရဲ့အစဲပိုင်းတစ်ခုဖြစ်တဲ့ Kurama ရဲ့ဘီဂျူတာမတွေကိုအေးစစ်စစ်ခုခံထားနိုင်ခဲ့တာဖြစ်ပါတယ်ဥပမာတစ်ခုပြရမယ်ဆိုရင်တန်လိုက်တုံးကြီးတစ်ခုကသူ့ရဲ့မျိုးနွယ်တူရာတန်မှုတွေကိုလိုက်ပြီးစိုးယူဆွဲငင်တတ်တဲ့သဘောရိုးနဲ့ဆင်တူပါတယ် ဟာရှူရမတယောက်မှာဒရာရဲ့စစ်စွမ်းလို့ကိုလက်ထောက်ချီနဲ့ဖိနှိပ်ခဲ့တာတော့တိတ်ပြီးတော့အဆင်မပြေခဲ့ပါဘူး။နောက်ဆုံးမှာတော့မာဂျူရာဘက်ကခူရာမရဲ့ဘီဂျူတာမာကိုမှရှူရကင်တို့ပုံစံအသုံးပြုလာတာကြောင့်ဟာရှူရမကရာရှိုမွန်ကြီး၅ခုကိုဆင့်ခေါ်ပြီးတော့ဒက်ဖန်ခဲ့ရပါတယ်။ဒီဖန်နယ်ရီမှာဆိုရင်ဟာရှူရမရဲ့လက်တထောင်ဗုဒ္ဓယုတ်တူကြီးကလက်တချောင်းမှမရှိတော့လောက်အောင်ဒီခတောက်ခံခဲ့ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုမျိုးဖြတ်တောက်ခဲ့တာကမာဂျရာတယောက်ခူရာမစီမှာတက်ဆင်ပေးထားတဲ့စစ်စွမ်းတို့ဓာရီကြောင့်ဖြစ်ပါတယ် ဟာရှူရာမစီမှာလည်းလက်ထောင်မရှိတော့သလိုမာဒရာရဲ့စူဇန်တို့ကလည်းခူရာမစီကနေပြောက်ွယ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဟာရှူရာမတယောက် reverse ceiling တစုကိုအသုံးပြုပြီးခူရာမကိုထိန်းချုပ်ခဲ့ပါတယ်။ဒီနေရာမှာမာဒရာရဲ့ sharing can limitation ကအကန့်အသတ်ကိုရောက်ရှိသွားတာကြောင့်ခူရာမကိုဆက်လက်မထိန်းချုပ်နိုင်တော့တာမျိုးဖြစ်ပါတယ်။ Hitachi ရဲ့ Mangel Q limitation က Aero version မှာတော့တိတ်ပြီးလောက်ကွာမထွက်ခဲ့တာကြောင့် Majora နဲ့ရှင်မဲဆိုရင်တော်တော်လေးကိုအရေးနေနိုင်ပါတယ်။ဒီလိုနဲ့ limitation ထိသွားတဲ့ Majora တယောက် Hashirama ကိုရှုံးနှိပ်သွားခဲ့ရပါတယ်။ နံပါတ်၁နေရာမှာရောက်ရှိနေခဲ့တဲ့ထိန်းချုပ်သူကတော့ဟီကာကူအူချီဟာဖြစ်ပြီးဟီကာကူကိုတော့လူတော်တော်များများကနောက်တာနောက်တာနောက်နေရပါတာဟီရိုမျောလင်းနေကြတဲ့နာဟုထိုကခရာမာရဲ့ perfect controller တယောက်ပဲဖြစ်ပါတယ်နာဟုထိုကမွေးလာပါပြီဆိုကြတဲ့ကခရာမာကိုထိန်းချုပ်နိုင်ခဲ့တဲ့ဂျိုသားတစ်ကောင်ပဲဖြစ်ပါတယ်နာဟုထိုထက်ပိုပြီးငယ်တဲ့ချင်ဂျူရီကီဆိုတာလုံးဝမရှိခဲ့ပါဘူးနာဟုထိုကသူ့မွေးဖွားပြီးတဲ့ညာရင်းချင်းမှတင်အိုဘီထိုကောင်းမှုအကြောင်းပြပြီးချင်ဂျူရီကီတယောက်ဖြစ်လာခဲ့ရတယ်လို့မိဘမဲဆိုတဲ့ title တစ်ခုကိုပါရရှိခဲ့ပါတယ် ီလိုကောင်စားမျိုးကိုတော့မေတ္တာပြန်လည်ထားနိုင်နေတဲ့နာဥထူဟာဖះဖြစ်မဲ့အုံဒီခဲကြီးတလုံးဆိုရင်လည်းလုံးဝမမာနိုင်ပါဘူးနာဥထူကမွေးလာကလေးကခူရာမကြီးကိုရရှိပိုင်ဆိုင်ခဲ့ပင်ပဲခဲနေဖြစ်ကားကြမှာခူရာမရဲ့ chakra တွေကိုထုတ်တုံနိုင်ခဲ့တာပါဖြစ်စင်တဲ့အိမ်မက်ကလည်းဟုတ်ခါခဲဆိုတော့မသုံးချင်ပေမဲ့လည်းဆက်လက်အသုံးပြုခဲ့ရပါတယ်ဒါပေမဲ့နာဥထူတယောက်ခူရာမရဲ့ chakra တွေကိုလုံးဝမထိန်းချုပ်နိုင်ခဲ့ပါဘူးဒါကြောင့်ဂျီရာယာကနာဥထူကို chakra ထိန်းချုပ်နိုင်မဲ့နီလန်တွေကိုတင် जा ပေးခဲ့ပါတယ် ဂျီရာယာကနာအိုတိုကိုချာဂရာထိချုံနီးအပြင်အရဆိုင်ထိုင်တန်ဒီစောချောင်းနီးနဲ့အောဆောက်ရေးနီးတွေကိုပါတင် जा ပေးခဲ့ပေမဲ့နာအိုတိုကဆောက်ထုတ်ဖြစ်နေတာကြောင့်မတက်မြောက်ခဲ့ပါဘူး။ဒါပေမဲ့ဂျီရာယာနဲ့သူ့အဖေရဲ့အမွေအရေဖြစ်တဲ့ရာစင်ဂန်ဆူမန်နီဂျူဆူနဲ့စေမုတ်တိုကိုတက်မြောက်ခဲ့ပါတယ်။ဒီဂျူဆူတွေကိုလည်းနာအိုတိုကခရာမရဲ့ချာဂရာကိုအသုံးပြုပြီးတော့အပ်ဂရိတ်မြင်နိုင်ခဲ့ပါတယ်။ရာစင်ဂန်ဆိုရင်လည်းရာစင်ရှူရက်ကဆူမန်နီဂျူဆူဆိုရင်လည်းရှိရှိသမျှဖားတိုင်းကိုစစ်ခေါ်နိုင်ခဲ့တယ်လို့စေမုတ်ဆိုရင်လည်းခရာမရဲ့ချာဂရာနဲ့ပါရောမွေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ခူရမရဲ့ chakra ကလည်းတော့ဟိရင်တော့တော်တော်ပေးဆက်ရတာတွေရှိပါတယ်။နောက်ထပ်ပြန်ပြီးပေးဆက်ရတာကတော့သူ့ရဲ့ spiritual energy တွေဖြစ်ပြီးတဖြည်းဖြည်းနဲ့ခူရမကနောက်ထပ်ရဲ့စိတ်ဝိညာဉ်ကိုအမြဲတမ်းစားသုံးနေကြတာပါ။စိတ်ဝိညာဉ်ကိုစားသုံးလာတာနဲ့အများနောက်ထပ်ကခူရမရဲ့ဝါမျိုးခြင်းကိုခံရတော့မှဖြစ်ပါတယ်။ဝါမျိုးခံလိုက်ရတဲ့ဖောင်ကတော့ဒီပုံစံမျိုးဖြစ်ပြီးမိနာထူရဲ့အကွက်ကြုံမြင်မှုကြောင့်စီလင်းကျစုကိုပြန်ပြီးတော့ fix နိုင်ကြတာမျိုးဖြစ်ပါတယ်။နောက်ပိုင်းမှာတော့နောက်ထပ်တယောက် Killer B ရဲ့တင်ကြားပေးမှုကြောင့် KCM Mode Version 1ကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။ နောက်ထပ် KCN version မှာတော့ Car Carry နဲ့တောင်းရှင်ပြိုင်တက်ခိုင်နိုင်ခဲ့ပါတယ်။တချို့တချို့တော့ Car Carry ဆိုရင်နောက်ထပ်ကသူ့ရဲ့ KCN Shadow Clone နဲ့တင်ဖြည့်ရှင်းနိုင်ခဲ့ပါတယ်။ Chroma နဲ့နောက်ပိုင်းမှာတော့တငယ်ချင်းဖြစ်လာခဲ့ပြီး KCN version 2ကိုဆက်လက်အသုံးပြုနိုင်ခဲ့ပါတယ်။အတိအသားဆုံးအချက်ကတော့နောက်ထပ်တရား Chroma Avatar Mode ကိုပါအသုံးပြုလာနိုင်ခဲ့ပါတယ်။ Kurama Avatar Mode ဆိုတာ Kurama ရဲ့အနုမြူဖောင်တစ်ခုဖြစ်ပြီး Killer Bee ရဲ့ Physical Form နဲ့တော့မတူကွဲပြားပါဘူး။ဒါပေမဲ့ Bee အတိုင်း Kurama ရဲ့ Avatar ကြီးကို Naruto ကအသွင်းအထုပ်ပြုလုပ်နိုင်ပါတယ်။ မတူတာတစ်ခုကအနုမြူ version ဖြစ်နေတာကြောင့် avatar ကိုနှစ်ခု split နိုင်တာတို့ site ကိုလိုရင်းလိုတလို့ကြီးနိုင်တာသိနိုင်တာတို့ကိုပါပြလို့နေပါတယ်ကျွန်တော်အကြိုက်ဆုံး avatar availability ကတော့ gigantic rising gun နဲ့ rising shuriken တွေပဲဖြစ်ပါတယ်အယုတ်တစ်ခုလိုအသုံးချနိုင်တာထက်စာရင်တငယ်ချင်းတပွဲအချင်းချင်းကူညီတာကပိုပြီးတော့ powerful ဖြစ်နိုင်တယ်လို့ယူဆမိပါတယ်မာဂျာရာကခူရာမာကိုအသုံးပြပြီးဟာရှီကိုတာရင်ဆိုင်နိုင်ခဲ့တာမျိုးဖြစ်ပြီးနာဟိုတိုကခူရာမာနဲ့ခကူယာမာဂျာရာပြန်စာစကဲရိုကိုပါရင်ဆိုင်နိုင်ခဲ့ပါတယ် အကျန်းသောအခြေအနေကတော့နာဟုထိုနဲ့ကူရာမာတို့အတူတူပူးပေါင်းပြီးရှီနိုဘီတပ်ပေါင်းစုကြီးတစ်ခုလုံးကိုချာကရာရီပေးဝေနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့နာဟုထိုတယောက်သူရဲ့အကျန်းဆုံးကူရာမာဝိယုံကိုပါရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ကူရာမာဝိယုံဆိုတာနာဟုထိုရဲ့ signature avalanche တစ်ခုဖြစ်ပြီးမီနာထိုနဲ့အတူတူရှီနိုဘီတပ်ပေါင်းစုကြီးကို Obito ရဲ့ Six Crescentary Formation ကျဆူကနေတောင်ကဲတင်နိုင်ခဲ့ပါတယ်။နောက်သူကတော့ grammar ကိုထိန်းချုပ်နိုင်တယ်ဆိုတာထားဖာဇာတဲ့တော့ဖြစ်တဲ့ character တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် grammar ရဲ့အကောင်းဆုံးထိန်းချုပ်နိုင်တဲ့လူကတော့နောက်သူပဲဖြစ်ပါတယ်။ ကဲဒါကတော့ခရမရအကောင်းဆုံးထိချုပ်သူခုနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။အော်ဒါနဲ့ brother တို့အနေနဲ့ enemy regret တွေကိုကျွန်တော်ရဲ့ hidden spuran ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်။အပွားပါမနေ့ပြန်ကြရင်နောက်ထပ်ဗီဒီယိုအသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့။အားလုံးပဲ bye bye